ားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သတင်းဌာနကနေနိုဝင်ဘာလ9ရက်နေ့ညပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှန်ကုန်းမှာပတ်သက်ကူကောက်တဲ့လူငယ်အချို့အဖမ်းခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှန်ကုန်းတိုင်းတောင်ဩကလာပါမြို့နယ်ဘက်မှာနိုဝင်ဘာ၄ရက်ညပိုင်းဒေသမုံလာပြည်နေ့ညကပတ်သက်ကူကောက်နေတဲ့လူငယ်တချို့အဖမ်းခံခဲ့ရတယ်လို့ဒေသခံတချို့ကပြောပါတယ် ညာဘက်ပန့်တကူပြစ်တဲ့အချိန်စစ်တပ်နဲ့ရဲကားတွေဟာခင်းလဲ့နေကြရင်ကနေအဲ့ဒီလူငယ်တွေကိုဖမ်းပြီးကားပေါ်တင်ခေါ်သွားတာလို့သိရပါတယ်။မနေ့ကဒီဝေစင်းနာလမ်းပေါ်ကကလေးတချို့ပါသွားတယ်။သူတို့တွေကဓာမီတွေနဲ့ပန့်တကူလိုက်ရှာတာလမ်းပေါ်ကတော့လူတွေအပြည့်ဒါပေမဲ့ဝေချာရန်ဘက်ကလူရှင်းနေအဲ့ဒီဘက်မှလည်းပန့်တကူရှာကြတယ်။၃ယောက်လောက်ပါသွားတယ်။ဒီမနေ့ကမှရဲစခန်းမှာတယောက်၅သိန်းနဲ့ပြန်ထုတ်ခဲ့ရတယ်လို့တောင်ဥက္ကလာပါမျိုးနဲ့၃ရက်ကွာမှနေထိုင်သူတအုပ်ကပြောပါတယ်။ ။တဆောင်မုံလှပြင်းနေညရောက်တိုင်းမှာပန့်တကူအလူလုံကြတာပန့်တကူကောက်ကြတာစတဲ့ဓလိထုံးဆန်ရှိပင်မဲ့အခုလက်ရှိကာလမှာတော့ပန့်တကူအလူလုံတယ်ဆိုပြီးကားမောင်းရင်ကနေအထက်မြင့်တိုက်ပေါ်ကနေပတ်စံတွေကျဲချတာမျိုးတွေလှုပ်လာကြပါတယ်။ဒါကြောင့်တဆောင်မုံလှပြင်းနေညဆိုရင်ရန်ကုန်အပါဝင်တပြည်လုံးလူလူကလမ်းမရီပေါ်မှာပန့်တကူကောက်တဲ့သူတွေအများအပြားတွေ့နေရတာဖြစ်ပါတယ်။ပန်းတကူကောက်သူတွေတဲကလူငယ်တွေကိုပြစ်မှတ်ထားပြီးစစ်တပ်ကအခွင့်ကောင်းယူကဖမ်းဆီးနေကြတာလို့ရန်ကုန်ဒေသခံတအူးကတုံ့သက်ပြောဆိုပါတယ် ဆက်လက်ပြီးရန်ကုန်နဲ့နေပြီးတော့မှပန့်တကူကောက်သူ15ဦးရင်းမတော်တဆဖြစ်လို့ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရန်ကုန်နဲ့နေပြီးတော့ရှိမြို့နယ်တချို့မှာနိုဝင်ဘာ၄ရက်ညပိုင်းကပန်းတကူကောက်ကြရင်ရင်းမတော်တဆဖြစ်လို့ထိခိုက်ဒဏ်ရာရရှိသူ15ဦးထပ်မံရှိတယ်လို့လူမှုကွန်ရက်ရဲ့အသင်းတွေကနေသိရပါဗျ။တဆောင်မုံလာပြင်းညဖြစ်တဲ့နိုဝင်ဘာ၄ရက်ကရန်ကုန်နဲ့နေပြီးတော့ကလမ်းပေါ်တွေမှာကားပေါ်ကနေပန်းတကူအလိုအဖြစ်ပတ်စံတွေဖြစ်ချတာကိုလိုက်ကောက်ကြရင်ရင်တိုင်းမှုတွေဖြစ်ပွားခဲ့ကြတာလို့ဆိုပါတယ်။ ။ဒဏ်ရာရခဲ့ကြတဲ့သူတွေကတော့ရန်ကုန်တိုင်းတကုံမျိုးတိအရှိပိုင်းတကုံမျိုးတိမြောက်ပိုင်းနဲ့မြောက်ဥကလာပမျိုးနယ်တို့မှာဆက်နက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၎င်းတို့ကိုမြောက်ဥကလာပစေယုံကြီးကိုပို့ဆောင်ပေးခဲ့ရတယ်လို့မြစ်တာတင်ကဟနိုင်ရေးကူညီမှုအသင်းထံကသိရပါတယ်။အလားတူနေပြည်တော်ပြင်မနာမြို့ပန်ကင်းမိပွားအနီးမှာနိုဝင်ဘာ၄ရက်ညပိုင်းကအသက်၁၇နှစ်အရွယ်မိန်းကလေးတဦးကားတိုက်ခံရပြီးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြင်မနာမြို့လက်ပတ်ခလကြီးရွာမှာလဲဘတ်တကူကောက်နေတဲ့အမျိုးသားတယောက်နဲ့ကိုရင်တပါးတို့လည်း ဆိုင်ကယ်တိုက်မိလို့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ဒဏ်ရာရသူတွေကိုမိုးစေတနာပရာဟိတအသင်းနဲ့လူနာတင်ရင်နဲ့ပြင်မနာမျိုးကရင်200ဆေးရုံကြီးနဲ့နေပြီးတော့ကရင်တထောင်ဆေးရုံကြီးစီကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ကြဆောင်မုံလာပညမှာရန်ကုန်အပါဝင်နိုင်ငံတော်ကမြို့ကြီးတွေကလမ်းမတွေပေါ်မှာပန်းတကူပြစ်သူတွေနဲ့ပန်းတကူလိုက်ကောက်သူတွေအတော်လေးညားပြခဲ့တယ်လို့သိရပါတယ်။ဒီမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲညနာခွဲပြုပါရှင်။အားလုံးရွှေလန်းချမ်းမြေကြပါစေရှင်။